ချက်စီတင်းကိုအပင်ဂျာဘရာသားညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစီလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်အနေနဲ့ချက်စီတင်းအကြောင်းအရာလေးတွေကိုတစုစီးတဲ့စုစီးဖော်ပြတင်ဆက်ပေးသွားမှာပါဆိုတော့ကျွန်တော်တို့ဂျားထဲမှာတိတ်လို့မပြောချင်ပါဘူးဗျာဒါချက်စီတင်းနေတဲ့ Club World Cup ပွဲစဉ်ကိုဒါရှုံးနေခဲ့တယ်အဲ့ဒီရှုံးနေခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမားဖြစ်သူ Nicholas Jackson ကရောမလို့အပ်ပဲနေပေါ့နော်ဒါ racket ထိသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီ record နဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်ခဲ့တယ်လို့အခုချိန်မှာဆိုလို့ရှိရင်ဒါ Jackson ကိုဒါ Chelsea အသင်းနေနဲ့ရောက်ချမလားဆိုတော့မေးခွန်းတွေထွက်လာတယ်ဒါပေမဲ့ပြင်နိုင်ကြီးကတော့နည်းသေးတယ်ဆိုပေမဲ့လက်ရှိမှာဒါသူ့ကိုစိတ်ဝင်စားတဲ့ club အသင်းတွေအများပြားရှိနေတယ်ဆိုပြီး report 3ခုလောက်ကပေါ်ပြလာတာကိုတွေ့ရတယ်အဲ့ထက်မှာအီတလီက club အသင်းတွေပါတယ်ပြင်သစ်က club အသင်းတွေပါတယ် sorry အာရေဗျ club အသင်းတွေပါဝင်တယ်လို့တချို့တော့ premier league club အသင်းတွေဒါမှဒါ nicolas jackson နဲ့ပတ်သက်ပြီးတော့စောင့်ကြည့်မှုတွေပြုလုပ်နေကြရဲဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်တယ် ဒါပေမဲ့တစ်ဖက်မှာတော့ချက်စီးတင်ကနောက်ရသည်ပေါ့နော်ချက်စီးတင်ရဲ့တိုက်စစ်များဦးမှာအာကျွန်တော်တို့ဒီကစားသမား2ဦးပေါ့နော်လန်ဒဲလက်အပါဝင်နစ်ကလက်ဂျက်စတင်တို့2ဦးကိုဒါသူတို့ယူရထားပြီးသားဖြစ်တယ်ပေါ့နော်ဒီ2ဦးဟာတေချာပေါ့ချက်စီးတင်ရဲ့တိုက်စစ်များဦးမှာဥဆောင်မဲ့တိုက်စစ်မှုတွေဖြစ်တယ်လက်ရှိချိန်ထိလည်းချက်စီးတင်ဘက်က အဲ့တော့ဒီရောင်းချဖို့ယတိပြတ်ဆုံးပြတ်ထားမျိုးမရှိဘူးလို့လည်း report တွေကတော့ပြန်ဆိုတယ်။ဒါပေမဲ့လည်းပေါ့နော်။ဒါသူ့ရဲ့အဲဂျွန် OB မွေခေရိုဆိုလို့ရှိရင်သူ့ကိုဝေဖန်သွားတယ်ပေါ့နော်။ဒါလုံးဝမလုံသိဘူး။တသိလုံးကဒီလိုမျိုးလိုအပ်နေတဲ့အချိန်မှာပေါ့နော်။ဒီလိုမျိုးမှားယွင်းတဲ့ဆုံးပြတ်ချက်နဲ့လှုပ်လိုက်တာဒီတော်တော်လေးအဆင်မပြေဘူးဆိုပြီးတော့ဒါ OB မွေခေရိုဝေဖန်သွားတာကြီးလည်းရှိတယ်ပေါ့နော်။ဆိုတော့ Jackson ဆိုတာကလည်းပြောရရင်တော့ကျွန်တော်ပြောရတယ်ခက်တယ်ပါတယ်။ဒါပေမဲ့ခြေစွမ်းမရပြောမယ်ဆိုလို့ရှိရင်တော့သူပြတဲ့နဲ့ performance လောက်တော့မပြတာတော့အမှန်ပဲပေါ့နော်ဆိုတော့ तू ဒီလက်ရှိ तू ပြနေတဲ့ performance ထက်အများကြီးပိုပြနိုင်တဲ့ကစားသမားဖြစ်တော်လဲပဲလက်ရှိနေထားရဆိုလို့ရှိရင်တော့သူ့ရဲ့ဒီ performance ဘိုင်းကကျွန်တော်မေးခွန်းထုတ်ချင်နေထားမျိုးတွေဖြစ်နေတာပဲဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော် Nicholas Jackson နဲ့ပတ်သက်တဲ့သတင်းပါဆိုတော့လက်ရှိမှာတော့ club team တော်များများစိတ်ဝင်စားနေလို့အတန်တွေထွက်နေပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ Goldman Saturation မှာ Goldman Saturation နဲ့ပတ်သက်လို့ရှိရင်လည်း ရိုမာနိုရဲ့ report နဲ့ Sky Sport ရဲ့ report မှာတော့ nearly ကွာခြားချက်ရှိနေတယ် Sky Sport ရဲ့ report မှာဆိုလို့ရှိရင်တော့ Chelsea တင်းကဒီယာဒီမာတာ AC Milan ရဲ့ဂိုးသမားဖြစ်သူ Mike Maignan ကိုခေါ်ယူမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လုံးဝရပ်တလိုက်ပြီဆိုပြီးတော့ဖော်ပြလာခဲ့တာဖြစ်တယ်အထူးသဖြင့်တော့ Chelsea တင်းမှာဂိုးသမား၄ယောက်အထိရှိနေတယ်အဲဒီရှိတဲ့ဂိုးသမား၄ယောက်မှာဆိုလို့ရှိရင်ကျွန်တော်တယောက်ကိုအငှားချမယ် Strawberry ကိုအငှားချမယ်တယောက်ကအပိသက်ရောင်းချမှာဖြစ်ပြီးတော့ဂျန်နဲ့နှစ်ယောက်နဲ့ဒါချက်စီးတင်းကရှေ့ဆက်မယ်ဆိုတဲ့အနေအထားမျိုးလို့ဆိုရယ်ပေါ့နော် သို့တော်လည်းပဲ Fabrizio Romano ရဲ့ report မှာတော့အဲ့လိုမဟုတ်ပဲနဲ့ Chelsea တင်းကအဲသူတို့ရဲ့ဒီကိုသမားတစ်ခေါ်ယူမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ဒါ Mike Maignan အပေါ်မှာစိတ်ဝင်စားမှုတွေကိုဆက်လက်ထားရှိနေဆဲဖြစ်တယ်လို့ဆိုထားပြီးတော့အဲဒီ Club World Cup တွေပြီးသွားတဲ့အခါမျိုးမှာပို့ပြီးတော့ဒါသူတို့ကိုသမား saturation အတွက်အားဆိုင်လောက်ဆောင်လာမယ်အနေထားမျိုးတွေရှိပါတယ်ဆိုပြီးတော့ Romano ကတော့ဖော်ပြသွားပါတယ်ဆိုတော့ကိုသမားအခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ဒါ dream ဖြစ်နေတယ်ဆိုတော့ အခြေအနေမှာရှိနေတယ်အဲနည်းနည်းတော့ကျွန်တော်စောင့်ကြည့်သွားရအောင်မယ်ယတိပြတ်ပြောဖို့အတွက်ခက်တယ်ပေါ့နော်ဆိုတော့တို့တော်လည်းပဲဗျာတကယ်တော့ Chelsea တင်းနဲ့အစိုးရရဲ့ဂုဏ်သမား saturation နဲ့ပတ်သက်ဆုံးမြတ်ချက်အမှားတွေလောက်လာတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ရဲ့မြင်ရပြောမယ်ဆိုလို့ရှိရင်တော့ဒီယာဒီမာတော့ဒီဂုဏ်သမားနဲ့ပတ်သက်ပြီးတော့ decide လုပ်တဲ့နေရာမှာ decision ချမှတ်တဲ့နေရာမှာနည်းနည်းလေးဟိုတေချာချင့်ချင်စဉ်းစားပြီးတော့မှ ဟိုလုံးတင်နေလို့ထင်တယ်မြန်တိုင်းပြောရင်ပြဒီ transformer ဒါကိုသမားဆိုတာထည့်ပြီးတော့စဉ်းစားကြမလို့တဲ့အခြေအနေမျိုးတွေကိုချက်ရှိတဲ့ကဖန်တီးနိုင်ရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းဟိုထပ်ပြီးတော့ဒါမတည်ငြိမ်ဘူးလေဒါစမ်းချက်ဆိုတာလည်းအားလုံးသိရတဲ့ဒါပေမဲ့နံပါတ်1ကိုသမားသာဖြစ်နေတာပေါ့နော်အဲတချို့ပွဲစဉ်တွေမှာ save တာ save နေတာတကယ်တကယ်တမ်းမှာတော့ဒါကျွန်တော်တို့ overall performance နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea ရဲ့ကိုးသမားတယောက်အနေနဲ့ဆိုလိုအပ်ချက်တွေရှိတဲ့ player မျိုးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကိုးသမားအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လာမယ့်ရက်တွေမှာစောင့်ကြည့်သွားရဖို့ရှိတယ် Chelsea တင်းနေလည်းဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ပါစေလို့ကျွန်တော်အနေနဲ့ကိုးသမား saturation အတွက်ဆန္ဒပြုပါတယ်ဆိုတော့တစ်ဖက်မှာလည်းကျွန်တော်တို့က tight set saturation ဘက်ကိုသွားရအောင်ပါဆိုတော့ tight set နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ရဲ့ပြစ်ပတ်ထဲမှာ Hugo Arkadite ကဆက်လက်ပြီးတော့ Chelsea တင်းနေစိတ်ဝင်စားစောင့်ကြည့်နေတဲ့ကစားသမားတို့ဖြစ်တယ်လို့သိရပါတယ် အထူးသဖြင့်တော့ချက်စီသင်းကဒီကစားသမားရဲ့ဒါကျွန်တော်ခဏခဏမန်ရှင်းလောက်ခဲ့သလိုပဲပေါ့နော် robot တို့မြန်မြန်ပေါ်ပြချက်ကလည်းဒါပါပဲကျွန်တော်အဓိကတော့ဒီပြောင်းရွှေ့ခြေကတော့အရင်များတယ်ဒါပေမဲ့ဒါ Chelsea ကတော်တော်လေးသူ့ကိုညက်စီကြနေရဆိုတော့အနေထားမျိုးမှာရှိတယ်ပေါ့နော်ဆိုတော့ကျွန်내ကစားသမားတွေကလည်း Chelsea တဲ့အမှန်တိုင်းမျိုး brush to performance ဖြစ်လို့သာပို့ပြီးတော့ဒါကျွန်တော်ရာမဲဂတ်တင်တို့ပါလို့ဆိုလို့ရှိရင်ဒါရှေ့ရောက်နေတယ်ဆိုပြီးကျွန်တော်ပြောတယ်ပေါ့နော် Morgan Roger တို့ပေါ့ဆိုတော့ သို့တော်လည်းပဲဒီဟိုဂိုအာကေတိုက်ကြတော့ချက်စီသင်းကအဲ့ဒီကစားသမားတွေထက်နောက်ထပ် level တစ်ဆင့်မြင့်တဲ့ကစားသမားဖြစ်ချက်စီသင်းကယူဆသတ်မှတ်ထားတယ်။သို့တော်ဒီပြောင်းရွှေ့ကြီးကအရင်ဒါတန်း80ကျော်ကြီးဖြစ်နေလို့ဒါချက်စီသင်းကနည်းနည်းလေးဟောပေါ့နော်အင်ခံနေတယ်ဆိုတဲ့အင်ခံမျိုးဖြစ်တယ်။ဒါကြောင့်မို့လို့ကစားသမားကိုခေါ်တော့မှမဟုတ်ဘူးပတ်သက်များလို့ပါ냐ဆိုပြီးတော့အတန်တင်ထွက်ခဲ့တယ်ဆိုပေမဲ့ တကယ်တကယ်တမ်းမှာတော့စိတ်ဝင်စားမှုကရှိနေစေဖြစ်ပြီးတော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးနည်းလမ်းတွေကိုရှာဖွေပြီးတော့ဂျက်စီသမတ်ကကစားသမားကိုခေါ်ယူနိုင်ဖို့အတွက်ကြိုးစားသွားဖွယ်ရှိတယ်။ကစားသမားနဲ့လည်းအဲကွန်တက်လုပ်နေတဲ့အပိုင်းတွေကိုဂျက်စီသင်က silent ပေါ့နော်။ silent ဆက်ပြီးတော့ကလပ်ကနောက်ွယ်ကနေလှုပ်ရှားနေလို့ကျွန်တော်သိရတယ်။ဆိုတော့ Hugo Arkadai ဟာဒီ transfer window မှာဂျက်စီသင် record တစ်ခုတင်ပြီးတော့ခေါ်ယူသွားမဲ့ပလီယာမျိုးဖြစ်လာနိုင်တဲ့ကစားသမားတအုပ်ဖြစ်တယ်ပေါ့နော်။ ဇာသမားကိုယ်တိုင်ကတော့ချက်စီးတဲ့ပုံမှာသဘောကျမှုရှိတယ်ဆိုတဲ့အနေထားမျိုးမှာတော့ယက်တီနေတယ်ဗျဆိုကဇာသမားနဲ့ပတ်သက်လို့ရှိရင်တော့ချက်စီးတဲ့ကအခြေအနေကောင်းတယ်လို့ကျွန်တော်ပြောမှာဖြစ်တယ်တိုးတော်လည်းပဲစာချုပ်တက်တန်းအရာရောလက်ရှိအခြေအနေရပါသူရဲ့မိခင်ကလပ်အသင်းဘက်ကတော့သူတို့ရဲ့ကစားသမားကိုတန်း80ပေါ့နော်84.5လားမသိဘူးအဲ့လောက်ထိကိုဒါတောက်ဆိုထားတာဖြစ်တယ်ဆိုတော့ဒါကိုတော့ချက်စီးတဲ့နဲ့ပေးချေဖို့တော့အခက်အခဲရှိပြီးတော့ဒီချင်းကိုကြော်လုံနိုင်မှုတော့ချက်စီးတဲ့က ကြိုးပမ်းနေတယ်လို့ကျွန်တော်နေနားလည်ထားတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်ကခန်းစစ်အခြေအနေဘက်ကိုပြန်သွားရမှာဖြစ်ပါတယ်။ခန်းစစ်အနေထားနဲ့ပတ်သက်လို့ရှိရင်တော့ဒါလက်ရှိကျွန်တော်တို့ဟိုချက်စီတင်စိတ်ဝင်စားမှုတွေတဲမှာပါဝင်နေတဲ့ကစားသမားတဦးဖြစ်တဲ့မတ်စကူကြီးဖြစ်ပါတယ်။ဆိုတော့အားလုံးတည်းအတိုင်းပဲမတ်စကူကြီးကချက်စီတင်ရဲ့ကစားသမားဟောင်းဖြစ်တဲ့ချက်စီတင်ကပဲရောင်းချလိုက်တာပေါ့နော်။ဒါပေမဲ့နောက်ပိုင်းမှာပြန်ပြီးတော့မတ်စကူကြီးနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ transfer တွေမှာရောစိတ်ဝင်စားမှုတွေရှိခဲ့တဲ့ခေါ်မဲပါညာဆိုပြီးတော့တော့မှာနော်။နောက်ဆုံးမှဒါချက်လဘာကိုခေါ်လိုက်တဲ့အခြေအနေမျိုးတွေပေါ့။ ဒါပေမဲ့အခုလိုရသည့် transfer window မှာလည်း Mascuria Chelsea နဲ့စိတ်ဝင်စားတဲ့ကစားသမားတစ်ယောက်ဖြစ်ခန်းစည်းကစားသမားတစ်ယောက်ဖြစ်ပြန်လည်ပြီးတော့ဒါပါဝင်လာတယ်။သို့တော်လည်းပဲအခုဒီ report ရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင်တော့ Mascuria နဲ့ပတ်သက်ပြီး Chelsea ရဲ့ခြေလှမ်းတွေကနည်းလေးကျဲသွားတယ်။စိတ်ဝင်စားမှုရှိတယ်ဆိုပေမဲ့ချိတ်ဆက်မှုတွေကနည်းနည်းလေးယော့တယ်ပေါ့နော်။အထူးသဖြင့်ကတော့လက်ရှိမှာ Mascuria ကိုယ်တိုင်ကတော့ Crystal Palace ကနေပြီးတော့ထွက်မယ်ဆိုတော့ အနေထားမျိုးပေါ့နော်ဒီနှစ်ကဒီယာတီကသူ Crystal Palace အတွက်ကစားပြီးတဲ့နောက်ဆုံးကစားပြီးတဲ့ယာတီဖြစ်မယ်ဒါပေမဲ့လက်ရှိမှာ Premier League Champion ဖြစ်တဲ့ Liverpool အသင်းဟာ Mascoui နဲ့ပတ်သက်ပြီးတော့တော်တော်လေးအာရုံစိုက်လှုပ်ဆောင်လာတယ်လို့ကျွန်တော်သိရတယ် Liverpool ရဲ့ခြေလှမ်းတွေက Chelsea တင်းထပ်ပို့ပြီးတော့ Mascoui နဲ့ပတ်သက်လို့ရှိရင်ရှေ့ရောက်နေရလို့ကျွန်တော်အနေနဲ့ကြားရတယ်ပေါ့နော်ဒီထားမှာ Chelsea တင်းကသူတို့ရဲ့ခန်းစည်းကစားသမားတွေကိုအရင်ဆုံးရောင်းချခြင်းနဲ့ပေါ့နော်ရောင်းချပြီးတော့သူတို့လိုအပ်တဲ့သူတို့လိုချင်တဲ့ အမောင်ပမာဏတစ်ခုကိုရပြီဆိုမှအဲ့ဒီခြေနဲ့ခန်းစင်ကစားသမားတွေကိုပြန်ပြီးတော့ခေါ်ယူမယ်ဆိုတဲ့အနေအထားမျိုးကိုလည်းချက်စီတဲ့ကရက်တည်နေလို့သိရတယ်။ဆိုတော့အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာချက်စီတဲ့ကနည်းနည်းလေးအထနှီးနေတယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပြီးတော့ဂူဟီနဲ့ပတ်သက်လို့ရှိရင်လက်ရှိမှာတော့ဒါကျွန်တော်တို့ race day မှာဥဆောင်နေတဲ့အသင်းကတော့ဒါ Liverpool ဖြစ်လာတယ်လို့ကျွန်တော်တင်နားလည်ထားတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါတွေကတော့ကျွန်တော်ဒီကနေ့မနက်ခင်းဗီဒီယိုလေးမှာ disable ခြင်းနဲ့ချက်စီးတဲ့အကြောင်းအလေးတွေပဲဖြစ်ပါတယ်ဆုံးနေကြည့်ရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ချက်စီးတဲ့တင်တန်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ CCTV YouTube channel Blind Facebook page ကို like and follow ပြုလုပ်ထားကြဖို့တောင်းဆိုပါတယ်ကျွန်တော်လာမယ့်အင်္ဂါနေ့မှာလည်းချက်စီပွဲစဉ်ရှိတယ်။အဲ့ဒီပွဲစဉ်မှာဒါသူသွားကစားမဲ့အသင်းမျိုးကနည်းနည်းလေးအပူချိန်မြင့်မားနေတဲ့အတွက်ချက်စီကတော့သူ့ရဲ့ကစားသမားတွေကို ဟိုဝန်နေလောက်ထားရတဲ့ရှေ့ကိုတီးရပါတယ်ပြိုင်ပွဲတွေရောကျွန်တော်လည်းအမှန်တိုင်းပြောရင်ချက်စီးသင်းကိုတိတ်ဒီအပိုင်းမှာမကြည့်ဖြစ်ဘူးဗျမကြည့်ဖြစ်ဘူးဆိုတာကချက်စီးသင်းဒီကစားပုံနဲ့ပတ်သက်ပြီးကျွန်တော်တိတ်ပြီးတော့အားမရတာတွေဟိုညံ့တတ်တာတွေလည်းပါတယ်ဘောနော်ဆိုပရိသတ်တွေနေနေရောဘလိုမျိုးလေးအမြင်ရှိလေလက်ရှိချက်စီးသင်းပေါ်ဖော်မန့်တွေပေါ်မှာဘောနော်ဖြေဖြေခဲ့ကြပါအောင်အားလုံးပဲ see you next video ပါနော်